တရုတ်နဲ့တင်းမာမှုတွေမြင့်တက်နေချိန်မှာထိုင်ဝမ်ဆိုရကစစ်မှုထမ်းကာလကိုတက်တန်းတိုးတဲ့အစီအစဉ်ကြောင့်လူငယ်တွေကြားစစ်မှုထမ်းခြင်းကိုခြောက်လွှဲနေမှုနဲ့ပတ်သက်ပြီးညှဉ်းပန်းမှုတွေပုံပုံမြင့်တက်လာကြောင်းဆောက်ချိုင်းနာမော်နီပူကဖော်ပြခဲ့ပါတယ်။ထိုင်ဝမ်ဆိုရကစစ်မှုထမ်းကာလကိုတနည်းအထိတိုးမြင့်တက်မှတ်ခဲ့ပေမဲ့တရုတ်ရဲ့မြင့်တက်နေတဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရချိန်မှာလူငယ်တွေကစစ်မှုထမ်းဖို့တွန်းဆုံနေခြင်းကြောင့်ထိုင်ဝမ်ရဲ့တပ်သားတွေစုဆောင်ရေးစနစ်ရဲ့အာဏာချုပ်တွေကိုဝေဖန်ပြောဆိုမှုတွေရှိလာခဲ့ပါတယ်။အကြသေးမီကဒေသခံမီဒီယာဖြစ်တဲ့ My Informer ကပြုလို့ ုပ်ခဲ့တဲ့လူထုစစ်တမ်းကောက်ယူမှုမှာပါဝင်ဖြည့်စုံသူစုစုပေါင်းရဲ့52.2%ခန့်လုံးကစစ်ပွဲဖြစ်ပွားလာရင်ထိုင်ဝမ်ကိုအသက်ဆုံးကာကွယ်ဖို့စံနှမ်းမရှိကြောင်းဖြည့်စုံခဲ့ကြပါတယ်။ဒီရာခိုင်နှုန်းအရလွန်ခဲ့တဲ့2နှစ်ခန့်ကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာဖျက်ရှိခဲ့တဲ့ရာလတ်ထက်6.4%မှန်ပုံမမြင့်တက်လာတာဖြစ်ပါတယ်။စစ်တမ်းမှာပါဝင်ဖြည့်စုံသူ40.8%ခန့်လုံးကသူတို့ဟာထိုင်ဝမ်ကိုအသက်ဆုံးကာကွယ်လိုကြောင်းဖြည့်ကြားခဲ့ပြီးအလွန်ငယ်ရွယ်တဲ့လူငယ်တွေဟာစစ်မှုထမ်းဖို့တွန်းဆုတ်နေကြတယ်လို့ဆိုပါတယ်။ဒီရာလတ်အရအစိုးဆုံးအခြေအ နေအတွက်ပြင်ဆင်ထားရေးနဲ့ပတ်သက်ပြီးအစိုးရရဲ့ထုတ်ပြန်ချက်တွေနဲ့စစ်ပွဲဖြစ်နိုင်ခြေမရှိကြောင်းယူဆနေတဲ့လူလူရဲ့ထင်မြင်ယူဆချက်ကြား၊ကွာဟားချက်ကြီးမားနေကြောင်းပြသရာရောက်ခဲ့ပါတယ်။လူလူကြားစစ်ပွဲဖြစ်နိုင်ခြေမရှိတဲ့အယူအဆအားကောင်းလာခြင်းကြောင့်စမှုမထမ်းကျင်တဲ့လူငယ်တွေများပြားလာခဲ့တာလည်းဖြစ်နိုင်ကြောင်းကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။မကြသေးမီကထိုင်ဝမ်မှာထင်ရှားကျော်ကြတဲ့အမျိုးသား၁၉ဦးဟာဆေးလက်မှတ်အတူပြုလုပ်ပြီးစမှုထမ်းခြင်းကိုခြောင်လွှဲခဲ့တယ်ဆိုတဲ့ဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်လူလူကြားမှာရင်းခုန်မှုတွေထွက်ပေါ်လာခဲ့ ဲ့တာဖြစ်ပါတယ်။ဆေးလက်မှတ်အထုတွေကိုချမ်းမြေရှိမျိုးသားတို့ကဥဆောင်တဲ့ဂျာဇွဲကိုင်းကပြုလုပ်ပေးနေတာဖြစ်ပြီးတယောက်ကိုထိုင်ဝမ်ဒေါ်လာ9000မှ9000ကြာအခကျင်းငွေယူကဆေးလက်မှတ်အထုတွေပြုလုပ်ပေးနေတယ်လို့အစိုးရရှိတွေကပြောကြားခဲ့ပါတယ်။လက်ရှိမှာချမ်းပါဝင်လူ28ဦးကိုတရားစွဲဆိုထားပြီးသူတို့အနက်တရုတ်ပြည်မှကြီးမှလည်းလူတီများတဲ့ထိုင်ဝမ်တရုတ်ဆောင်ဒါယန်ဝမ်ဟာလည်းဆေးလက်မှတ်အထုနဲ့စစ်မှုထမ်းရှောင်လွဲကြောင်းစွပ်စွဲခံထားရပါတယ်။ you